ကဲဂျာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရဒီ2025ခုနှစ်ခုနှစ်လပိုင်းအတွင်းမှာဆရာကတလဆာဟောကြားပေးมาဖြစ်တဲ့အတွက်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရအောင်မြင်တိုးတက်လို့ယေရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ဒီကနေ့လိုက်လိုက်လည်လည်ဒီပြုတာရင်းနဲ့ဒီ2025ခုနှစ်ခုနှစ်လပိုင်းအတွင်းမှာဇူလိုင်လအတွင်းမှာဂျာစာပရိသတ်သမီးမိတ်ဆွေတို့ဘာကိုဖြစ်ဖြစ်ကိုကိုကိုစိတ်တိုင်းမကြဖြစ်နေတတ်တော်လား ငါတိကျပူလုံနိုင်ရမှာငါတိကျပူပြီးကြိုးစားခဲ့လိုက်ရမှာဆိုတာမျိုးကိုကိုယ်တိုင်ဖြစ်တည်နေတဲ့လက်ရှိဘဝကို အားမရနေတာမျိုးရောင်ရဲတင့်တိမ်မှုမရှိတာမျိုးတိကျပူပြီးတော့စွမ်းဆောင်ခြင်းနေတာမျိုးငါတိကျပူပြီးတော့ကြိုးစားခဲ့ရမှာဆိုတာမျိုးထက်ကြိမ်တလဲလဲအားမရခြင်းကိုကိုကိုယုံကြည်မှုတွေအဲ မရှိခြင်းကိုကိုကို confidence နဲ့ပျောက်ဆုံးနေတတ်တော့လာဖြစ်တဲ့သူကမိတ်ဆွေတို့နေနဲ့အဲကြာစာပိသားမိတ်ဆွေတွေဒီလာတာတော့ဒီမှာမိတ်ဆွေတို့ရဲ့ကံကိုကဘာကိုဖြစ်ဖြစ်စိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးလေးတွေအလုပ်တစ်ခုခုကိုနှစ်ခါပြန်လုပ်ရတာမျိုးခရီးတစ်ခုကိုနှစ်ခါပြန်သွားရတာမျိုးလေးတွေ repeat ထက်ကျိန်ထက်ကျိန်လုပ်ရတတ်တော့လာဖြစ်တဲ့အတဲ့အတွက်ကြောင့်မိတ်ဆွေတို့နေနဲ့ဘာကိုဖြစ်ဖြစ်စိတ်ချတီးခံလမ်းကြောင်းမှန်ဆိုတဲ့စကပုံလေးကိုသာမိတ်ဆွေတို့အတွက်ကျင့်သုံးထားတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာကောင်းပြီကျမ်းပါ ဂျမိုင်းနဲ့ပတ်သက်လာတဲ့အခါကျာစာပရိသတ်သမီးမိတ်ဆွေတွေကဒီလာတာတော်တွင်မှာအစာရင်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်အထူးသဖြင့်အစာမားတာမျိုးလေးတွေဝမ်းပြောက်ဝမ်းလျှောတာမျိုးလေးတွေဖျားတက်တော်လာဖြစ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အစာအသောက်နဲ့ပတ်သက်ပြီးတော့တတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ပါတယ်လို့ဆရာကထပ်လောင်းပြောကြားလိုက်ပါစေဒါအပြင်မိတ်ဆွေတို့စက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေအဲ ဟိုအတစ်ဝဲတာမျိုးလေးတွေမှာကိုယ့်ရဲ့အမိခံပြီးဝဲတာမျိုးလေးတွေအားနည်းစီတော့လာဖြစ်ပါတယ်ခင်ဗျာနော်ဆရာညံ့လာလေးတွေကိုဥစ္စာပဒမှာပေါ်ပြပေးခြင်းပါတယ်ဇာသာပရိသတ်မိတ်ဆွေတွေဒီလတာတော့ဒီမှာရွှေနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလေးဟိုဟိုအဝယ်မှားတာမျိုးလေးတွေအယောင်မှားတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ခြွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာမိတ်ဆွေတို့ရဲ့နေနံရက်တွေဖြစ်တဲ့ဂျာဇာပရိရက်တွေမှာတတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။စတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာတော့အဲ ကိုကိုတိုင်းမိခံလို့တာမျိုးလေးတွေအားနည်းစီတော့လာဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့နေနဲ့အပြော်ဖားနဲ့ပတ်သက်တာမျိုးအလောင်းမစားနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့လိုရာထပ်ပို့သွားရင်လည်းဥပဒ်တန်ကြောင့်ဥပဒ်ရောက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမိတ်ဆွေအစ်တစ်တွေနဲ့ပတ်သက်ပြီးတော့တတိထားဆင်ခြင်ပေးပါလူလိန်ခံရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်ရင်ယုံကြည်မှုကိုဗန်းပြပြီးတော့ အလိညာလေးတွေကြုံရတတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိထားရှင်နေပြီးဖို့လိုအပ်ပါတယ်။စေတနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်စကားပြောစုံနဲ့ပတ်သက်လာတဲ့အခါကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဖြစ်နိုင်ရင်အတတ်နိုင်ဆုံးသတိလေးထားပြီးစဉ်းကျင်ပြီးဖို့လိုအပ်ပါတယ်။အထူးသဖြင့်ဆွေမျိုးသားချင်းညီကိုမောင်နှမအပေါင်းအသင်းမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့ဒန်းသူရွယ်သူဒူနေမှာအသက်အရွယ်မတိမရင်းနေမှာစကားပြောစုံနဲ့ပတ်သက်ရင်စိတ်တိုင်းမကြတာမျိုးအဲရန်ဖြစ်စကားများတာမျိုးလေးဖြစ်ရတဲ့တော်တော်သတိထားစဉ်းကျင်ပြီးဖို့လိုအပ်ပါတယ်။ ဘာကိုဖြစ်ဖြစ်ဖြစ်နိုင်ဒီကာလမှာလုပ်ငန်းအသစ်စတင်လှုပ်ဆောင်တဲ့အခါမှာကိုယ့်ရဲ့အမိခံပြီးလှုပ်ဆောင်တာထက်တပားသူတဦးတယောက်ရဲ့အမိခံနာမျိုးမိမိအိမ်အောင်ဘက်ရဲ့တဦးတယောက်ရဲ့အမိခံနာမျိုးလုပ်ငန်းမှာလည်းအခြားတယောက်ရဲ့အမိခံလှုပ်ဆောင်တာမျိုးကအာသာကောင်းမှုပါတယ်တကယ်လို့မိမိလုံးနေပြီးသားလုံးနေစေအလုပ်တွေမှာအခက်အခဲအကြံ့ကြာလေးတွေပေါ်တယ်ထင်းငေါ့ကြံ့ကြာမှုတွေကြုံနေရတယ်ဆိုတော့မိတ်ဆွေများအဖို့ကတော့ဒီဘက်တာတော့ဒီမှာအဲကိုယ့်ရဲ့အမိတအခြားသူတဦးတယောက်ရဲ့ဇတိအမိလေးကိုရောင်းလိုက်တာမျိုးငနေုံတော့ရောင်းနေကွာဆိုပြီးတော့အမိခံဇတိရောင်းပြီးတော့လှုပ်ဆောင်တာမျိုးဆိုရင် တိတိတသာကံကောင်းမှုတွေတိုးတက်မှုတွေရရှိလာမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာစာချုပ်စာတမ်းကိစ္စလေးတွေတိတိကျကျလုပ်ပါ ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့အတိုင်းပဲလောက်တာပုံမကောင်းမှန်ပါတယ်စိုက်ပျိုးသီးနှံနဲ့ပတ်သက်တာမျိုးလေးတွေစားတော့ကုန်နဲ့ပတ်သက်တာလေးတွေဆက်တူလုပ်ငန်းအစုရှယ်ယာလေးတွေနဲ့ပတ်သက်လာရင်စကားကိုခက်ရှင်းရှင်းနဲ့ခက်ပြက်ပြက်ပြောပြီးတော့လှုပ်ဆောင်တာဟာကံကောင်းတာပါတယ်ဒါကတော့ရှိတာဒါကတော့ပေးတာဆိုတာမျိုးခက်ရှင်းရှင်းခက်ပြက်ပြက်သူ့မဟုတ်ရင်ယုံကြည်မှုတက်စာချုပ်စာတမ်းနဲ့တိတိကျကျလှုပ်ဆောင်ချုပ်ဆိုတာဟာပုံမူပြီးတော့မလုံလောက်အပ်တဲ့ပြဿနာတွေကိုပိတ်ထားတဲ့အတိုင်းဖြစ်ပါလိမ့်မယ်ခင်ဗျညီကိုမောင်မကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ကိုအကုန်ကြများတတ်တယ် ကိုမှရှိတာငွေ2000ဘဝင်းကျင်မှာရှိတာငွေ2000လို့ထင်နေတာမျိုးအထင်ကြီးခံရတာမျိုးเนาะဖြစ်ရတတ်တာမျိုးငွေကြီးနဲ့ပတ်သက်လူထင်ကြီးခံရတတ်တော့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ရှိတာငားတာလေးတွေကြုံရတတ်တော့လာဖြစ်တယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်ရင်ရှစ်တို့ဆောင်လို့လောက်ဆောင်မှာအာသာကောင်းမှပါတယ်အဲရှစ်တို့ဆောင်လောက်ဆောင်လို့လည်းကောင်းပါတယ်လူမျိုးချဘာသာချတိုင်းတစ်ပါးပြည်ချအကျိုးပြီးတော့လဖြစ်တဲ့အတွက်ရှေ့တို့ဆောင်ရလောက်ဆောင်မှာပညာရေးနဲ့ပတ်သက်ရင်တော့ဘာကိုဖြစ်ဖြစ်ဥမာပေါ့ ပညာတော်တင်းစုလျှောက်တာမျိုးတွေမှာလည်းတစ်ကြိမ်နဲ့တော့မပြီးမပြတ်တဲ့အတွက်တစ်ကြိမ်တစ်ကြိမ်တက်ပို့ပြီးတော့လျှောက်တာမျိုးလေးတွေပုံမရရှိတိုးတက်နိုင်သောလဖြစ်ပါတယ်။ဘာလို့ဖြစ်ဖြစ်ထက်ကြိမ်တလဲလဲလှူအားတက်တယ်လို့ဆရာအထက်မှာပြောထားတဲ့အတိုင်းဖြစ်ပါလိမ့်မယ်။ဆက်ပစ္စည်းနဲ့ပတ်သက်လာတဲ့အခါမှာမောင်းနေတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့တတိထားစင်ရင်ပြီးပါဆက်ပစ္စည်းနဲ့ပတ်သက်လို့မောင်းနေတဲ့အခါမှာဆက်ပစ္စည်းနဲ့ဟိုစိတ်တိုင်းမကြတာမျိုးလေးတွေခဏခဏအစ်စ်ဝယ်တဲ့အခါအပြက်လေးတွေများတက်တဲ့အတွက်တော့ဒါလေးကြီးကတော့ညံ့တာပေါ့။ဒါဆိုရင်ကြံတာကကောင်းတဲ့ကာလပေါ့။ ခီးတော်လုပ်ငန်းတွေရှေ့လို့ဆိုင်ရလှုပ်ဆောင်မှာအားသာကောင်းမှုပါတယ်ဘာသာစကားသင်တန်းတဲ့ပတ်သက်တာတွေရှေ့လို့ဆိုင်ရလှုပ်ဆောင်မှာအားသာပါတယ်အမွေကိစ္စအားဒီအမှုကိစ္စတွေရှေ့လို့ဆိုင်ရလှုပ်ဆောင်မှာအရှုပ်နောက်ကိစ္စလေးတွေမပြည့်မပြတ်ဖြစ်နေတဲ့အမှုကင်းကိစ္စတွေမှာပြည့်ပြတ်အောင်ဆွမ်းဆောင်နိုင်သောကာလဖြစ်တယ်တပည့်လက်သားသတ္တမိတွေရဲ့အကူအညီအထောက်ပံ့ကိုရရှိတတ်သလိုဝေးကွာနေသောမိษွေများဖို့ပြန်လဲစုံစည်းရတာမျိုးမိษွေအပေါင်းနဲ့အဟောင်းတွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လို့အဆက်အသွယ်ပြန်လဲရရှိတတ်သောလဖြစ်ပါတယ်။လူငယ်တွေရဲ့ရှင်ရင်နဲ့ပတ်သက်လာရင်တော့ အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်သို့တော့စကားနဲ့ပတ်သက်လာတဲ့အခါစကားလုံးနေနဲ့ပတ်သက်လာတဲ့အခါမှာပြဿနာဖြစ်ရတာလွဲကျန်တာတော့ဘာမှစူးစူးဝါးဝါမရှိလာပါဘူးတမိကြီးသားများအနေနဲ့ဆိုလို့ရှိရင်လည်းဝေးကွာနေသူတွေပြန်လဲဆက်အသွယ်ရရှိတာမျိုးဝေးကွာနေသူတွေပြန်လဲစုံစည်းတတ်တော့လာဖြစ်ပါတယ်အိမ်အောင်ပြူချင်းဆင်းဆက်ချင်းတိုင်ပင်ချင်းကြောင်းလန်းချင်းနှလွာပေါင်းမှာတရွက်ဆိုတဲ့အတိုင်းရှေ့လို့ဆောင်လဲလှုပ်ဆောင်ချင်းနေအာသာကောင်းမှုပြီးတော့အဲတခုတည်းရှိရဝါတွင်းနော်ဆိုအာသာကောင်းမှုတိုးတက်နိုင်တော့လာဖြစ်ပါတယ်မိမိချစ်တော့မြင်လို့တော့သူ့ကို ကြီးသားစကားပြောတာလည်းဆရာတင်ပြီးလာအောင်မြေသားဝိသားမိနေမိမိရှိတော်မြတ်နိုးတော်သူတွေကိုပြောတဲ့အခါမှာငါနှင်းကိုရှိတယ်လို့ပြောတာထက်ပိုင်းဆိုင်ပြရစီလို့အိမ်အောင်ပြုပြရစီလို့အဲဘာညာဒီလိုမျိုးအစ်စ်လေးချော်ပြီးပြောပါမိမိကအဲဒါဆိုကံကောင်းမှုနဲ့အားသာမှုရရှိတတ်တော်လားဖြစ်တယ်အဲဆရာပြောတာပြောဆရာကြီးသားမထားဘူးလို့ဆရာတည်တာမဟုတ်ဘူးနော်ဆိုတော့ခလေးပဲရှိတရားဆိုတော့ကောင်းပြီဆိုတော့အဲဒီလိုမျိုးကိစ္စလေးတွေမှာရှိလို့ဆောင်ရပါအ စုတ်ကောလက်ကောဝင်တတော်လာဖြစ်ပါတယ်ခင်ဗျာနော်အိမ်တော်ရှင်များဖို့ကတော့ဝေးကွာနေတော့အိမ်တော်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာပြန်လဲဆက်သွယ်ရရှိတာမျိုးပျောက်သောသူချာရင်တွေ့တယ်ဆိုတဲ့အတိုင်းအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်အစင်မပြေနိုင်တာအိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ပြဿနာတစ်စုံတစ်ရများလာခဲ့ရင်တော့ ဂျားလူတူတယောက်ဆွေမျိုးသားချင်းတူတယောက်ကိုအကြောင်းပြုပြီးဥပမာပါမိမိအိမ်တော်ပဲရဲ့ဆွေမျိုးသားချင်းမိမိရဲ့ဆွေမျိုးသားချင်းအရှတ်တော်ဆွေမျိုးသားချင်းဂျားလူကိစ္စလေးတွေကြောင်းသားပြဿနာစကားများရန်ဖြစ်ရတဲ့ရှင်းတတ်မိဘာတော့ရှိတာအဲဆိုတော့ စကားမြရန်ဖြစ်ရတတ်တော်လာဖြစ်တဲ့အတွက်ဂျားလူကိစ္စလေးဒီမှာဖြစ်နိုင်မိမိတို့မိသားစုအတွင်းမှာဂျားလူဝင်မခံပါနဲ့ဂျားလူတို့တယောက်ကြောင့်ရန်ဖြစ်စကားမြရတာမျိုးလေးကြုံရတတ်တယ်တော့တတိထားစင်နေပြီကလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေထီကန်ဆန်းလို့ကောင်းပါတယ်ခရီးသွားဆိုင်ရာကိစ္စတွေရှေ့လို့ဆောင်ရလို့ဆောင်ပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေအဲအလားကုန် sorry ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေ OA Champion ဝဲတာမျိုးလေးတွေရောင်းတာမျိုးလေးတွေစောက်တာမျိုးလေးတွေရှေ့လို့ဆောင်ရလို့ကောင်းပါတယ်ယာရုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ယာရုတက်တာမျိုးယာရု တိုးတာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်တော်လာ ဖြစ်ပါလေခင်ဗျာလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုအသစ်စတင်ခြင်းထက်အဟောင်းတွေကိုတိုးချဲ့လှုပ်ဆောင်တာဟာပုံမူအသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေငွေကြီးနဲ့ပတ်သက်ရင်လက်လွန်ထားသောငွေကြီးတွေမှာပြန်လည်တောင်းမှရရှိတတ်တာမျိုးတွေကြုံရတတ်တယ်အထက်လူကြီးအကြီးအကဲဘာသာရေးဆိုင်ရာကိစ္စလေးတွေမမြင်ရသောပဋ္ဌာန်းဆက်အဆောင်ချုပ်ကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လို့ရှိရင်အကူအညီတွေဘယ်လောက်ပဲခက်ခဲစေကမူငွေကြီးနဲ့ပတ်သက်လို့အကူအညီရရှိတတ်တယ်။လင်မယားနေရာလုံးကြာစားရသေးတယ်။ဟာဟာဟာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုလို့ရှိရင်တော့အဲငကူကငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားသောငွေကြီးတွေမှာပြန်လဲရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့အမေတို့အမတို့အိမ်တော်ဘက်တို့နဲ့ပတ်သက်ပြီးတော့ငွေကြီးလုံငန်းနဲ့ရင်းငန်းနဲ့ဝင်လာတာမျိုးလေးတွေကြုံရတတ်တော့လာဖြစ်ပါတယ်လုံငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်မထင်မဖက်အထက်လူကြီးအကြီးငယ်တွေကနေပြီးတော့ကိုယ့်ကိုယာရုတိုးတာမျိုးယာရုတက်တာမျိုးဘောနတ်ဆိုအဆရှိတဲ့အရာလေးတွေလုံငန်းကိုအကြောင်းပြုပြီးဝင်လာတာမျိုးတွေကျင်းတည်ပေါ့ကြုံရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျဒါအပြင်အဲ ကိုဝင်ဆောင်သာသမီရရှိတာမျိုးသာသမီရရှိတာမျိုးသာသမီရတာမျိုးတွေကြုံရတတ်တယ်လို့ငကိုကပြောလို့ဆိုလို့မကောင်းသောသာသမီတွေမှာဒီကလာတော့တဲ့မှာစိတ်ချမ်းသာစရာလေဒီကြုံရတတ်သောကာလဖြစ်တဲ့လက်စစ်စီး မျက်စိနဲ့ပတ်သက်တာတွေအထယ်အလိမ့်နဲ့ပတ်သက်တာတွေတိတိဖနှက်နဲ့ပတ်သက်တာတွေအကျိုးပေးအသာကောင်းမှုတော့ကာလဖြစ်ပြီးတဲ့အခါဘာသာရေးလူမျိုးရေးနဲ့ပတ်သက်လို့တိုးတက်ကောင်းမှုစီတော့ကာလဖြစ်ပါတယ်မိမိအိမ်မှာထဲမှာဖခင်ကြောင်းစားအောင်လို့တိန်းလို့ပရဝန်းလို့ဇေဒီလို့တီလို့မင်းလို့အစရှိတဲ့အရာလေးတွေကိုမှတ်တယ်ဆိုရင်ကျင်းတည်ပေါက်ထီကန်စမ်းပြီးပါငွေကြီးကန်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အလှကုံအလှပစ္စည်းတွေနဲ့ပတ်သက်ရင်ကိုကိုယ်တိုင်လှအောင် ပြင်ချင်းထက်ဆရာလို့ရုပ်ရှောအောင်လိုက်ပြင်နေလေ အားနဲ့ပြင်လာထက်စာရင်ရောင်းနာမျိုးလေးတွေဖန်ဆီးတို့ဒီဇိုင်နာတို့ဖက်ရှင်တို့အဆရှိတာမျိုးလေးတွေချစ်တို့ဆောင်ရလောက်ဆောင်ရင်အာသာတိုးတက်ပြီးတော့ကောင်းမွန်စီတော့လာဖြစ်ပါတယ်လူယုံမလွယ်ပါနဲ့လူယုံတတ်တာမျိုးတွေနှစ်ရှည်လာများဆိုတာပေါင်းသိမ်းလာတဲ့မိတ်ဆွေတွေနဲ့ပတ်သက်လာတဲ့အခါမှာစကားလေးတစ်လုံးကြောင့်ဒေါသလေးတစ်ခုကြောင့်ပြဿနာလေးတွေကတောက်ကစားဖြစ်ရတာမျိုးတွေဂျုံကတက်တဲ့အတွက်တော့ဒီ channel လေးတွေကိုတတိထားစီရင်ပေးရလိုအပ်ပါတယ်ခင်ဗျာနော်မိမိရဲ့ ဟုတ်စုမျိုးသားချင်းတွေအလူကြီးပေးတာမျိုးလေးတွေကိုသတင်းကောင်းကြားရတာမျိုးအဲငကူကမိမိရဲ့မိတ်ဆွေစုမျိုးသားချင်းတွေမှာဘတော်မှမရတော့ဘူးဆိုတဲ့သူတွေစွန်တာမျိုးတွေအဲသတင်းကောင်းလေးတွေကြားရတာမျိုးတွေအလူအတန်းပိတ်ကိစ္စလေးတွေကြောင့်ထင်ပေါ်ခြင်းကြော်စောခြင်းတွေကြောင့်အဲဘာသာရေးတာရေးကိစ္စလေးတွေမှာအားသာပြီးတော့ခီးထွက်ရတာမျိုးတွေဂျုံကတက်တယ်လို့ကံကောင်းစီတော်လာဖြစ်ပါတယ်ခင်ဗျာ ပြီးရက်ကဒီလဟာမိတ်ဆွေတို့ဟာကံကိုအားကို ပို့လိုအပ်ပါတယ်။ကံကိုအားကိုးဖို့အတွက်ဆိုရင်ဘာသာတရားများများလောက်တာမျိုးဖျားဝှက်တတ်တာမျိုးဖျားရှင်ဟိုးတာမျိုးအတိတ်ချံဝင်တာမျိုးလေးတွေဆိုရင်မိမိရဲ့အတိတ်ကကုသိုလ်ကံတွေအကြောင်းပြုပြီးတော့ကြည်မာသောလူဝင်ဆန္ဒတွေကိုကျင့်သေးပေါ့ပြေဝမဲ့ကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒီလက်တာတော့ဒီမှာတတိထားမှာတော့အစိမ်းရောင်တွေကိုတတိထားဆင်ကျင်ပေးပါအစိမ်းရောင်တွေနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေတို့နဲ့ဒီအပတ်တာတော့မှညံ့ပါတယ်ခင်ဗျာဒါအပြင် sorry ဒါအမြင်မိတ်ဆွေတို့အနေနဲ့တောင်ဆူဆူရက်တွေကိုမျက်နှာမူပြီးသွားတာမျိုးတောင်ဆူဆူရက်တွေခီးထွက်တဲ့ကိစ္စလေးတွေမှာတတိထားဆင်ကျင်ပြီးရင်လူဝကြောင့်ထက်လောင်းပြောလို့ပါတယ်။ဘာကိုဖြစ်ဖြစ်အလော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 ဆုံးဖြတ်တာမျိုးတက်ခေါင်းရည်လေးနဲ့တေချာတွေးပြီးတော့ဆုံးဖြတ်တာကောင်းမှန်ပါတယ်ခင်ဗျ။ ်ဒီကာလအတော်တွေမှာမိတ်ဆွေတို့အနေနဲ့ဒါဒီအပတ်တာအတော်တွေမှာဆိုအာသာကောင်းမွန်တိုးတက်စီတော့နေသားအနေနဲ့ဆိုရင်တော့တောက်ကြသာသမိတွေနဲ့တွဲဖက်လောက်တာမျိုးတင်းလာသာသမိတွေနဲ့တွဲဖက်လောက်တာမျိုးရဲ့မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်အချိုးပေးသောအရဟာမြောက်ဆုစုရဖြစ်ပြီးတော့စန္တီယာရကတော့အရှိမြောက်တောင်းအရဖြစ်ပါတယ်ခင်ဗျာအချိုးပေးကံကောင်းစေသောကဏ္ဍဟာတော့ခုနှစ်ကဏ္ဍကိုကဏ္ဍတက္ကနံဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းစီတော့အယောင်နေနေဆိုရင်တော့အသားယောင်လို့ စင်စွဲရအောင်လို့ညီညူရအောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အစဉ်ပြီးအားသာစီနိုင်သောလဖြစ်ပါရယ်ခမရ။ဒါအပြင်မိတ်ဆွေတို့ရဲ့ရည်ကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာကံစားထားကောင်းစီရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ထီးကလေးတစ်ချောင်းကိုလက်ကကင်ပြီးတွားရတာမျိုးဖြစ်စေမိတ်ဆွေတို့ရဲ့အရည်ကြီးသောကိစ္စကုန်ပစ္စည်းတွေအယောင်းကုန်ဝယ်ကုန်တွေကိုထီးကလေးတစ်ချောင်းနဲ့ထိတို့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကမိတ်ဆွေတို့ရဲ့ ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတူအယောင်းထပ်သွားစီမှာအသေးစားပဲဖြစ်တယ်ခင်ဗျာနော်အဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်စီရင်ပြုတ်လောက်ရမယ်ရေရရာကိုမပြောမီဆံကနာပြည်တင်မီရင်ခွန်ပိုးတုံညာနှစ်ပိုးတုံညာလေးတလျှောက်7902906 WhatsApp Telegram မှာဖြစ်စီ Viber number 9653905052မှာဖြစ်စီဆက်သွယ်မိများနိုင်ရောင်းနဲ့ဆရာ TikTok Messenger ကနေပြီးနေမဟောကြောင်းနဲ့အရှာနေရာတွေရှာဖုန်းနံပါတ်တွေဆိုဆရာငယ်မဟုတ်ကြောင်းဆရာကပြောရင် ဇာဝိဒသမီးရဲ့မိဆွေတို့တလတာလုံးအစင်ပြေကံကောင်းစီပြီးငွေကြီးဆက်ဆက်ရရအစင်ပြေစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်ဆရာဆိုဟောကမှဆန်းတော်မူပါဒီရေရာဆရာတို့လီပိုပလင်းတစ်လုံးပေါ်မှာလီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးပါလီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးပါလာအိရှာလာဘာကုန်းတေတေရင်ဘန်လာဘန်လာက၄ဘန်က၅လင်းကနော်လက်လက်လာပါအောင်ကိုစားပြုတာလာဗန်လို့ရေးရေးပြီးတော့တဲ့အခါမိတ်ဆွေတို့ရဲ့ဈေးဆိုင်အမြင့်တနေရာမှာဖျောင်းနိုင်တဲ့တိုင်လီပိုပလင်းအဖုံးပေါ်မှာတင်တင်ပြီးတဲ့အခါကိုရက်တီတီ နေ့စဉ်မပြတ်ကိုရက်တတိဖျောင်းနိုင်ထွင်ပြီးတော့အမြင့်တဲ့နေရာမှာတင်ထားပါကမိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းအိမ်တွင်းမှာပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရဲ့အစဉ်ပြေလာမယ်ဆိုတဲ့ကြောင်းစရာကထက်လောင်းတက်တည်ပြုရင်းနဲ့ဇာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံးဒီခုနှစ်လပိုင်းတွေမှာဆက်ဆက်ရဲ့အောင်မြင်အစဉ်ပြေလို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေမိတ်ဆွေတို့ဇာစာပရိသတ်သမီးအားလုံးတယောက်ချင်းတူချင်းဆိုင်ချင်းစီတိုင်းမှာကိုစီကိုစီတက်နေတကူလောက်ဝင်ဖြိုးခဲ့သူဖုန်းတကူ စည်းစိမ်ဥစ္စာများကျွဲဝပြီးတဲ့အခါအဆက်ဆက်ရရအောင်မြင်မှုတွေအတူတူပိုင်ဆိုင်လို့အောင်မြင်မှုပေါင်းတရပူစောင်းကြပါစေလို့ဆရာကပြောလိုပါတယ်အဋိဌံပြုလို့တဲ့ဂျာသာပရိသသမီးမိတ်ဆွေများဒုက္ကတောလောကဝိတုဆိုသောဂုံကပတိကိုအဋိဌံ9ရက်တိတိတနေ့ကို3ပတ်လုံးနဲ့9ရက်တိတိအဋိဌံပြုပါကအဆက်ဆက်ရရအောင်မြင်လာမယ်ဆိုတဲ့အကြောင်းအဖိတ်စကားပြောရင်းနဲ့အခုတခါတော့ယူပါလာတဲ့တောက်ကြတာသမီးတွေလည်းရောက်ရှိလာပြီဖြစ်တဲ့အတွက်ကဲ့ တောက်ကြရရောက်ရရက်ကနေဆရာရဲ့လိုက်ထဲမှာရောက်ရှိလာပါပြီဗျကဲတောက်ကြရပြန်ဆရာကိုဟောက်ခါပြပါအောင်ဗျ